ပြည်ထောင်စုအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ရဲ့မြန်မာခေါ်ဆောင်ဘဝအစမီလက်ဝဲတမအတွင်းနဲ့ထက်တဲ့ပတ်သက်တဲ့ဇင်ကောင်းလေးခုကိုပြောပြပေးချင်ပါတယ်သူလင်းထက်ဟာမကြမင်ပါပဲဝမ်ချမင်ရှိရဲ့ဂလီဂျန်လို့တင်စားခံရတဲ့ Tie Fighter Sign အင်းနဲ့ထိတ်တိုက်နေဆိုင်ရတော့မှာပါဒီပွဲစဉ်ဟာမြန်မာလက်ဝဲတမအတွက်အရေးကြီးဆုံးပွဲစဉ်တစ်ခုဖြစ်လာမှာပါဘာလို့လဲဆိုတော့ Sign A ဟာ Yoyo Fighter မဟုတ်လို့ပါသူကမွေထိုင်းရဲ့အမြင့်ဆုံး level မှာရှိတဲ့ Fighter တစ်ယောက်ဖြစ်ပြီးချမင်ရဲ့ကပတ်ပေါ်မြောက်ဆောက်ကိုရယူနိုင်ခဲ့သူပါ ဆမ်အင်အကြောင်းပြောရရင်သူ့ရဲ့ဝမ်းချက်ချက်မြရှိကစားသမားဘဝမူတိုင်းပွဲစဉ်တွေမှာနှစ်ယောက်တည်းကိုပဲရှုံးခဲ့ဘူးသူပါပထမတစ်ယောက်ကတော့ Flyweight တန်းမူတိုင်းချက်မြဟောင်း Jonathan Hakati ပါဒုတိယတစ်ယောက်ကတော့ Prachan Chai ပါဒီနှစ်ယောက်စလုံးကချက်မြအဆင့် Fighter တွေပါဆမ်အင်ကဒီချက်မြတွေနဲ့ထိတဲ့တွေ့မှသာရှုံးနေခဲ့တာဖြစ်ပြီးတခြား Fighter ကိုမဆိုအနိုင်ယူနိုင်စွမ်းရှိပါတယ်ဒါကြောင့်သွေးလင်းထားဟာဆမ်အင်ကိုအနိုင်ယူနိုင်ခဲ့ရင်ဝမ်းချက်မြရှိတဲ့တမိုင်းတစ်ယောက်မှာဆမ်အင်ကိုအနိုင်ယူနိုင်ခဲ့တဲ့တတိယမြောက် Fighter ဖြစ်လာမှာပါ ီလိုဖြစ်လာခဲ့ရင်သွေးလင်းထဟာချမ်းမြေကပတ်စိန်ကိုဖွင့်တဲ့နီးကပ်ဆုံးနေရာကိုအမြဲဆုံးရောက်ရှိလာမှာဖြစ်ပါတယ်။သွေးလင်းထဟာမြန်မာဖိုက်တာတွေထဲမှာငွေထိုက်ရဲ့အမြင့်ဆုံးအဆင့်ဖိုက်တာနဲ့ထိုးတက်ရတဲ့ပထမအဦးဆုံးဖိုက်တာဖြစ်လာမှာပါ။အရင်တုန်းကလည်းမြန်မာဖိုက်တာတွေနဲ့ထိုင်းနဝေးကျော်တွေထိုးတက်ခဲ့ကြပူပေမဲ့စန်အီလိုချမ်းမြေကပတ်စုံနေရာကိုရောက်ဖို့သူတွေမဟုတ်ခဲ့ကြပါဘူး။တရုတ်ဒီပွဲစဉ်ဟာသွေးလင်းထက်အတွက်တကယ့်ကိုတမိုင်းဝင်ပွဲစဉ်ကူဖြစ်ပါတယ်။ဆန်အီဟာသွေးလင်းထက်ကိုအနိုင်ယူဖို့သူ့ရဲ့ဆန္ဒကိုအခုလိုထုတ်ပေါ်ပြောကြားခဲ့ပါတယ်။ သွေးလင်းထက်ကိုတကယ်မှုဆိုင်စစ်ဘာလဲဆိုတော့ပြတ်ပေးချင်ပါတယ်သူ့ပွဲတွေလည်းကြည့်ပြီးပါပြီကစားပုံတော်လေးကျန်းတယ်လို့ကောင်းလဲကောင်းပါတယ်မားထဲမှာလိုလက်တီချက်တွေကလည်းများများထုတ်သုံးနိုင်သူပါဒီအချက်တွေကိုတော့ဖျူးဆက်ပြီးကစားပါမယ်ဒါပေမဲ့ကျွန်တော်ကလည်းအခုထိချက်ခံနေသေးတယ်လို့ပွဲကိုဖတ်နိုင်တဲ့အတွေ့အကြုံလည်းရှိနေပါတယ်ကျွန်တော်သွေးလင်းထက်ကိုရက်တက်ပြစ်ချင်ပါတယ်သူ tie fighter တွေကိုထက်နိုင်တာမျိုးကိုခွင့်မပြုတော့ပါဘူးဒီစကားတွေကနေဆိုင်ရာသွေးလင်းထက်ကိုဘလောက်အလေးထားတယ်ဆိုတာကိုသိနိုင်ပါတယ်သူကသွေးလင်းထက်ရဲ့အတ္တချက်တွေကိုတေချာလေ့လာထားပြီးနိုင်ယူဖို့စဉ်းစားဖြစ်နေပါပြီ ဒါပေမဲ့ကျွန်တော်တို့ရဲ့ twin attack ကလည်းအသိမှာပဲ twin attack ကဒီပွဲမှာအနိုင်ရခဲ့မယ်ဆိုရင် normal fighter တွေထက်မှာအမြင့်ဆုံးအဆင့်မှာရှိတဲ့ tie fighter ကိုအနိုင်ယူဖို့သူဖြစ်လာမှာပါဒါပြင်လက်ရှိရိုးရလောက်ဝေးလောကမှာအကောင်ဆုံး fighter ပြည့်မှတ်တမ်းတင်ခံရမှာပါလောက်ဝေးလောကမှာ pon for pon p4p အဆင့်သတ်မှတ်ချက်သာရှိခဲ့ရင် twin attack အဆင့်တင်နေရမှာတော့လက်တည်နိုင်တဲ့အနေအထားကိုရောက်ရှိသွားနိုင်ပါတယ်ဒါဟာမြန်မာလက်ဝေးတိုင်းမှာတခါမှမဖြစ်ခဲ့ဘူးတဲ့အခြေအနေတစ်ခုပါဒီတော့ပြည်သက်ကြီး twin attack နဲ့စံရင်တို့ရဲ့ပွဲဟာ မြန်မာလူ့လောကအတွက်အကြီးအကျယ်ဆုံးပွဲစဉ်တစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့အားလုံးသွင်းတဲ့ထက်ကိုအားပေးကြပါစို့။ဒီခါမြန်မာခွန်ဆောင်ဖြစ်ဘဝဆင်မီဖိုင်တာတို့ဖြစ်ရည်တည်နိုင်ဖို့အတွက်အပေးမှုတွေကအရေးကြီးအကြီးကြီးပါတယ်။ဒီပွဲစဉ်ကိုရင်ခုန်စိတ်လှုပ်ရှားစွာစောင့်မျှော်ဆုံးနိအားပေးကြဖို့အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်။